ီနေ့နေ့လယ်မှာပဲမြဝရီမှာမီးလောင်မှုကြီးဖြစ်ပွားခဲ့ပါတယ်။ဒီနေ့26ရက်နေ့နေ့လယ်12နာရီမိနစ်50ဝန်းကျင်မှာမြဝရီရွှေကုတ်ကိုအမှတ်၄ရပ်ကွက်မှာကအိုးဆိုင်ကနေပြီးတော့စပီးမီးလောင်ခဲ့တယ်လို့သိရပါတယ်။ကအိုးဆိုင်ကမီးလောင်တာဖြစ်တဲ့အတွက်ကအိုးတွေပောက်ကွဲမှုတွေဖြစ်ပြီးတော့မီးရဆိုရင်အများကြီးကိုကျကျ ကြီးကြီးကျယ်ကျယ်လောင်နေတာကိုတွေ့ရမှာပါ။ဘေးပတ်ဝန်းကျင်ကလူတွေများလည်းအတော်လေးကိုထိတ်လန့်ပြပြဖြစ်နေတာကိုမြင်တွေ့ရပါတယ်။ဒီမိရာဆိုရင်တော်တော်ကြီးတာကြောင့်ဘေးပတ်ဝန်းကျင်ကိုလည်းလှည့်ပြီးတော့လောင်တယ်လို့သိရပါတယ်။သတင်းရင်းမြစ်တွေကတော့ဘလောက်ထိလောင်ကျောင်းမှုရှိတယ်ဘလို့ဆုံးရှုံးမှုရှိတယ်ဆိုတာတွေလည်းဖော်ပြထားတာမတွေ့ရပါဘူးသတင်းတော်တော်များများလည်းမတွေ့ရဘူးရှားကြည့်တယ်ပေါ့နော် ဒါပေမဲ့တော်တော်လေးတော့ဆုံးရှုံးမှုများမဲ့အနေအထားကိုတွေ့ရပါတယ်။အားလုံးပဲမိဘအန်နေရဲ့ကြင်ဝေးကြပါစေရှင်။ဒီလိုလို့ဒီလိုလို့ဒီလိုလို့